ာတွင်စဒုထသတင်းပိုက်ရဲ့စနေနေ့ရှင်ရောအင်္ဂလိပ်ကျမ်းအခန်းကြီး9အခန်းငယ်40မှ53လူတို့သည်ဤစကားများကိုကြားကြလျင်၎င်းတို့အထက်မှ အချို့ကဤသူသည်ဧကံအမှန်ပရောဖက်ဖြစ်သည်ဟုဆိုကြ၏အခြားသူတို့ကလည်းဤသူသည်ခရစ်တော်ဖြစ်သည်ဟုဆိုကြ၏အချို့ကမူကားခရစ်တော်သည် ဂါလိလိယနယ်မှပေါ်ထွန်းရမည်လောခရစ်တော်သည်ဒါဝိဒ်အမျိုးအနွယ်မှဆင်းသက်လာမည်အကြောင်းနှင့်ဒါဝိဒ်မင်းနေထိုင်ခဲ့သောဘက်ဒလင်မြို့မှပေါ်ထွန်းလာမည်အကြောင်းတို့ကိုစံစာတော်မြတ်၌ရေးထားသည်မဟုတ်လောဟုဆိုကြ၏ဤသို့ဖြင့်ကိုရော၏အကြောင်းနှင့်ဆက်လင်း၍လူအစုဝေးတွင်၌အယူအဆကွဲလွဲလျက်ရှိကြ၏အချို့သောသူတို့သည်ကိုရော့ကိုဖန်ဆီးရန်အလိုရှိကြ၏သို့တော်မြည်သူကမျှ ိုတော့ကိုမဖမ်းဆီးကြချေထို့နောက်ဗိမာန်တော်အဆောင်တို့သည်ယဟန်ကြီးကဲများနှင့်ဖာရိစေဥထံသို့ပြန်လာသောအခါသူတို့ကတန်တို့သည်အဘယ်ကြောင့်သူ့ကိုမခေါ်ဆောင်ကြသည်နည်းဟုမေးကြလေ၏အဆောင်တို့ကလည်းဤသူကဲ့သို့မိသူကမျှမဟောပြောဘူးပါဟု ဆိုကြ၏ဖာရိစေဥတို့ကတန်တို့သည်လည်းလှည့်ရှားခြင်းခံရလေပြီလော့ ငါတို့ဤခေါင်းဆောင်များနှင့်ဖာရိစေဥတို့တွင်အစုံတယောက်သည်ထိုသူကိုယုံကြည်သလားဤလူစုအဝေးမူကားပညာတရားကိုမသိကြသောကြောင့်ကျင်းဆိုခြင်းကိုခံကြရပြီဟု ဆိုကြ၏ဖာရိစေဥတို့တွင်တူဟုပါဝင်ဖြစ်ပြီးယေရှု၏ထံတော်သို့ယခင်ကလာခဲ့ဘူးသောနီကိုဒေမုစ်ကသူတို့အားငါတို့ဤပညာတရားသည် လူတူ၏အကြောင်းကိုဥစွာကြားနာခြင်းမပြုမီ သူ၏လောက်ရများကိုလည်းစစ်ဆေးခြင်းမပြုမီ သူကိုစီရင်ဆုံးဖြတ်လေရှိသလောဟု ဆို၏သူတို့ကတင်ဒီလေဂါလိလိယနယ်သားဖြစ်သလောကျမ်းစာတော်မြတ်ကို လေ့လာကြည့်ရင်ဂါလိလိယနယ်မှ မြည်သည့်ပရောဖက်မြတ်မပေါ်ထွန်းသည်ကိုတင်သိရလေမည်ဟု ဆိုကြ၏သူတို့အားလုံးသည်အတီးတီးမိမိတို့၏အိမ်သို့ ပြန်သွားကြလေ၏ ယေရှုခရစ်တော်သခင်၏မောမြတ်သောဧဝံဂေလိတရားတော်ပေဒီနားလေးတော့ထောင်ကြပါအောင်ဒီနေ့နေ့ကတည်းကကသူ့ရဲ့အပေါင်းပါဂျူးတွေသူတို့ဖာရီရှဲတွေကိုသူပြောနေပါတယ်စီရင်ဆုံးဖြတ်ချက်မချခင်မှာနားထောင်ပါအောင်နားထောင်ပြီးကမှဆက်လက်ပြီးဘာလုပ်ရမလဲဆိုတာကိုစဉ်းစားဆိုတဲ့သဘောကို သူကညွန်ပြနေတာကိုတွေ့ရပါတယ်။နတ်ထောင်တဲ့အလုပ်ကလွယ်တဲ့အလုပ်တော့မဟုတ်ပါဘူး။ငကတိမှုစကိုတိုင်းနတ်ထောင်ခဲ့ပါတယ်။သူနတ်ထောင်ခဲ့စဉ်တော့လည်းကျွန်တော်တို့အားလုံးသိကြတဲ့အတိုင်းပဲသူ့ရဲ့အစွဲတွေကိုချွတ်ခဲ့ရပါတယ်။သူ့ရဲ့ကိုယ်ပိုင်အတွေးခေါ်ထင်မြင်ယူဆချက်တွေတဲကနေထွက်ဖို့အတွက်နာကျင်ခဲ့ရတယ်။နားမလည်နိုင်ခဲ့ပဲနဲ့စွန့်လွတ်ခဲ့ရတဲ့အရာတွေ။ စွန့်စားခဲ့ရတဲ့အခြေအနေတွေလည်းပဲရှိခဲ့တာကိုကျွန်တော်တို့အားလုံးသိခဲ့ကြပါတယ်။ဒါကြောင့်ဒီနေ့မှာသခင်ဇုဆိုတဲ့ပုဂ္ဂိုလ်ကယ်တင်ရှင်ကိုနားလည်နိုင်ဖို့သူပေးလာတဲ့လက်ဆောင်များကိုလက်ခံနိုင်ဖို့သူ့ကိုမငင်းပယ်မိဖို့အတွက်အရင်ဆုံးနားထောင်ဖို့အတွက်ကျွန်တော်တို့ကိုဒီနေ့ဒဂါဒီမုစ်ကနေဖိတ်ခေါ်လျက်ရှိပါတယ်။သူကဲ့သို့နားထောင်နိုင်ဖို့အရေးကြီးပါတယ်။ကျွန်တော်တို့တွေးကြံတွေးကျွန်တော်တို့ ဆုံးဖြတ်ခြင်းတို့ဆုံးဖြတ်ကျွန်တော်တို့သုံးသက်ခြင်းတို့သုံးသက်ပြီးဖျားဆိုတဲ့ပုံကိုယ်ကိုကိုယ်ဘွားတွေကဖယ်ထုတ်ဖို့ကြိုးစားနေကြတာကျွန်တော်တို့ပဲဖြစ်ပါတယ်ဒါကြောင့်ဒီလိုမျိုးမဖြစ်ဖို့အတွက်သူဟာနားထောင်ဖို့ဖိတ်ခေါ်ရရှိပါတယ်နားထောင်ခြင်းမှသည်ယုံကြည်ခြင်းစီတို့ယုံကြည်ခြင်းကနေသူ့ကိုလက်ခံလာနိုင်ကမစီယာရှင်ပေးလာတဲ့အသက်ကိုရရှိဖို့အတွက်ဒီနေ့ဖိတ်ခေါ်နေခြင်းဖြစ်ပါတယ် ပါရီရှဲရီယာသူတို့မှာ ရှိတဲ့ကိုပိုင်တွေးခေါ်ထင်မြင်ယူဆချက်ထုံနှံစင်လာရှိပါတယ်ဒီထက်ကနေထွက်ပြီးကမှသူတို့ကနားလည်ရတော့မယ့်အခြေအနေမှာ ရှိနေပါတယ်ဂါလီလီယာပဲလာမယ်စသည်ဖြင့်ဒီလိုအချက်လက်တွေပေါ်မှာပဲတွေ့ကပ်ပြီးသူတို့ရဲ့ထင်မြင်ယူဆချက်တွေကမထွက်နိုင်ပဲငါတို့အဆင်ပြေနေတယ်ငါတို့ကကဲတင်ချင်းကျင်းတည်တဲ့ ုံကိုပိုင်ဆိုင်နေပြီးဒါကြောင့်ဒီအရာတွေကမလိုဘူးဒီလိုပုံကိုမျိုးဟာ တို့တော့အသုံးဝင်တဲ့ပုံကိုမဟုတ်ဘူးဆိုပြီးညှင့်ပယ်လိုက်ကြတာကိုတွေ့ရပါတယ်ဒီလိုမဖြစ်ဖို့အတွက်နားထောင်ကြရပါလိမ့်မယ်ဝါရဝင်းကာလာဟာနားထောင်နိုင်စွမ်းကိုပြန်လည်မြင့်တင်တဲ့ကာလာဖြစ်ပါတယ်နှိမ်ချတဲ့ကာလာဖြစ်တယ်ကိုယ်အစွဲတွေကိုချုပ်ခွာတဲ့ကာလာဖြစ်တယ်ကိုယ့်ရဲ့ ်အတ္တရဲ့မာနတွေကိုချုပ်ခွာပြီးနားထောင်ဖို့အချိန်ကာလဖြစ်ပါတော့တယ်။တပည့်တော်တို့နားထောင်နိုင်စွမ်းကိုတနည်းတစ်ခြားမြင့်တင်ပေးတော်မူပါ။